ဒင်းငုံကဝိညာဉ်နဲ့တဲတွေမွေးပြီးတော့ခိုင်းစားနေရတယ်နော်你给我说啥子呢？你给我背路的，背哪里？我讲你怂吗？哎，干嘛你先讲算他吧的？后来那那表弟的，他跟我呢，我带带实在，用电路压到的嘛，就就那推车到的嘛，然后后来我买了几多的。 เนาะဟိုတခုခုပေါ့ပြည်သက်တည်တဲ့လည်းစုံပြေးဖို့အစီအစဉ်ရှိပါတယ်ဟုတ်ကဲ့အဲ့ဒါလည်းမကြမီကြီးညာပါမယ်ဟုတ်ကဲ့ကြောင်းဆိုပြီးတော့တရားလုံးကဘူးမအောင်နေမလို့ဘာနဲ့ဒီလောက်နေရှိဟာအရင်ကြောက်တယ်အရင်ကြောက်ရဲဆိုတော့အဲ့လိုဒါကြအော်ဒီပေါ့နော်မမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုရဲဒီမှာအချိန်ကလည်းညဒီဟိုပေါ့နော် နှစ်နာရီခွဲသုံးနာရီဆိုတော့ကွယ်နည်းနည်းတော့ကြောက်တာပေါ့နော်ဟာဒါအဲ့ချိန်မှာမြန်တရားရောက်မြန်ဥမာဝင်ပူးသွားမလားဆိုတော့စိုးရိမ်စရာတော့ရှိခဲ့ပါတယ်ပြရတရားပဲများများလောက်ရတာပဲဘယ်လိုပါလဲဘယ်လိုပါလဲကရောရတယ်တောင်းမရတာတော့ရှိတာပေါ့နော်ဆင်းရှားပါတယ်အကုန်လုံး meeting တစ်ခုလုံးကဒါအနုပညာရှင်ဗမာတွေရောအဲတက်ပညာရှင်တွေရောအကုန်လုံးတစ်ဖွဲ့လုံးအင်းလိုက်အားလိုက်ကြိုးစားထားတဲ့အတွက်ကြောင့်မလို့ရင်းခုန်ပါတယ်ကျေးဇူးတင်ပါတယ်မတင်ငင်ကြရတဲ့ပြည်သက်တွေရဲ့အရန်ကိုအားပေးပြောင်းစစ်တီးဒီဝေးပေးကြရတယ်အကုန်လုံးကျေးဇူးတင်ပါတယ်လို့နေရာတွေထပ်မံပြောချင်ပါတယ် အဲဒါဒီဒီကားကပေါ့နော်မကင်းနဲ့တော့ကျွန်တော်ဒီလူပညာလို့ဆက်လုပ်ခဲ့ချိန်မှာမဟောဂနီကနေပြီးတော့အဲဒီဗီဒီယိုကားတကားတော့ရိုက်ခဲ့ဘူးရယ်အဲဒါပေမဲ့ဒီကားကတော့ဒါပထမဆုံးရွေးချယ်ကားအနေနဲ့မကင်းနဲ့ပြန်လည်ပြီးတော့အဲဆယ်စုနှစ်တစုစာကြာပြီးရဲ့ချိန်မှာပြန်ပြီးတော့စုံစည်းခွင့်ရအောင်เนาะဆိုတော့အရင်လဲရင်းခုန်တယ်ပြီးတော့ဟိုဒီလင်းငုံနဲ့အဲကျွန်တော်ဘက်ကလည်းကိုတီဖြစ်အောင်ပေါ့နော်လင်းငုံကိုအရေးကြီးနေအဲ youth site တွေစောင့်ရှောက်တယ်အဲ သူ့ဘက်ကနေရေရက်တီပေးတဲ့ထုတ်တီဖြစ်အောင်တော့အကောင်းဆုံးကြိုးစားဖို့ပေါ်ထားပါတယ်ဆိုတော့ဒီအခုလာမဲ့31ရက်နေ့ကနေစပြီးတော့ဒီနောက်ဝင်တွေကနိုင်ငံလုံးမှာပြတ်သားမှာဖြစ်တဲ့အတွက်ပြည်သက်ရဲ့ဒီဘက်ကဘလို့လာမလဲဆိုတာတကယ်ကိုရင်ခုန်သွားတဲ့ဆောင်းလိုက်။အော်အဲ့ဒါကတော့လေမရိုက်ခင်ကတည်းကရင်ဒရိုက်တာကိုဝင်ထွက်နေတယ်။ တိုင်မြင်တယ်တကယ်လည်းတကယ်လည်းဘုထက်ကဒီလိုတွေ့ကြုံနေရှိခဲ့တယ်ဆိုတော့သူမျက်မြင်ကိုတွေ့နေရှိတော့တကယ်အစ်စ်တွေကိုသိရတာပေါ့နော်အဲ့တော့ကိုလည်းအားသာဆိုရင်ဘလိုလုပ်မလဲအဲကြိုပြီးတော့ကြိုပြီးတွေ့တာကျုပ်ပြင်ထားရပါတော့။ဘယ်နေရာမှာဘယ်ခန်းမှာဘယ်လိုလုပ်မလဲ။ဘယ်လိုတန်ဖိုးနဲ့သွားမလဲ။ဘယ်လိုချိန်မလဲ။ဒီကတည်းကအဲဟို changes လေး step လေးတွေရှိပါတယ်။ဆိုတော့ဒီလေးချိန်ပြီးတော့တော့ကြိုးစားပါတော့။ အာရပါတယ်တရားတော့ကားတိုင်းလိုလိုပြင်းမတဲ့ကားတိုင်းလိုလိုအရရဲဆိုတော့ပြောတော့မပြောတော့ပါဘူးအလျောက်နဲ့လည်းဒီ character လိုက်ပါတယ်ကိုထက်နဲ့ကိုထက်ကလည်းအဆင်ပြေတယ်အကုန်လုံးလည်းဒါသူနဲ့ဟိုပတ်တီဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ပါချစ်ကြည်ပါတယ်ချစ်ကြည်ပါတယ်ကျွန်တော်ဒီပိုတီဆိုတဲ့ character ဖြစ်ဖို့ ਆ ဆိုရင်ဒါကျွန်တော်အများကြီးစူးစမ်းအားထုတ်ထားရတယ်ဘာလို့လဲဆိုတော့ ဟိုဒီဖိုးတီဆိုတဲ့ဒီလင်းကုံကိုရမ်းချစ်တဲ့ရွာသားတောင်တွေပေါ့နော်သူ့နေရာမှာဆိုကျွန်တော်မနက်ပိုင်းလာနဲ့အဲ့လိုအသားညိုတဲ့အဲ့ဒီမှာဒီမိတ်ကပ်အညိုတွေကလည်းဖြတ်ပေါပြရမှာဆိုရေးတစ်ခေါက်ချိုးအဲ့မှာအရန်အေးပြီးတော့ဟိုတကယ်အမတ်တရားကြီးအများကြီးပါတယ်ပေါ့နော်ဟိုပြီးတော့ကျွန်တော်ဆိုဒီဖိုးတီဖြစ်ပေါ်လာတော့ဒီကားမှာဆိုကျွန်တော်ကုန်းနေစားထားတယ်ပေါ့နော်ဒီတွားတွေကိုနည်း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 ညစ်ပတ်အောင်ပေါ့နော်ဆိုတော့အဲကုန်းတွေက စားလေးစားတာမရှိဘဲနဲ့စားတော့ဒီထုံးလေးပေါက်ပြီးတော့ဒီပစောင်းလေးဆိုတော့အရင်ပြဲပြီးတော့အဲ့လိုအမတ်တရားတွေကတော့အများကြီးပါပဲဟုတ်တယ်ဒီနာတာပြောနေတယ်ဟယ်လိုဝီနဲ့ကိုတိုက်ဆိုင်ဆိုင်ရုံတင်လို့ရသွားတယ်ပေါ့နော်ပြီးတော့ထူးခြားသွားတယ်ပေါ့ပြီးတော့ဟယ်လိုဝီမှာလည်းကစ်တိုတွေနော်ဟိုတခုခုပေါ့ပြည်သက်တွေတည်းစုံတွေးဖို့အစီအစဉ်ရှိပါတယ်အဲ့ဒါလည်းမကြမီပြင်ရပါမယ်။ဟုတ်။တော့ကလည်းတော့ဆက်လို့ဆိုရဟုတ်တယ်။ဘယ်လိုလဲ တရားတရားပဲများများလုပ်ရတာတော့ရတယ်တောင်းပန်ရတာမရှိတာပေါ့နော်အဲ့အချိန်တော့ပုံမှန်လည်းတရားတရားလုပ်တဲ့သူဖြစ်တယ်ဒါပေမဲ့အဲ့အချိန်မှာတော့စကားရိုက်တဲ့အချိန်မှာပို့ပြီးတော့ကိုလုံးဖြစ်တာပေါ့နော်ဒါပြည့်တော့ပြောသားတွေပါနေတယ်မစားဘူးအဲရှောင်းတင်တာတွေတော့အကုန်လုံးရှောင်းလိုက်ပါတယ် အာခက်ခဲတဲ့ဘိုင်းတွေကလည်းရှိခဲ့ပါတယ်ပြီးတော့ဟိုကျွန်တော်ဆိုခုနကဟိုကစ်ပြောသလိုပေါ့နော်ဒီစောင်းရဲရှောင်းရဲနေဆိုတဲ့နေရာမှာဒီကျွန်တော်တို့ရိုက်တဲ့အချိန်ကခုနကပြောလိုပေါ့မနဲ့မိုးလင်းတဲ့ဒီအဲလုံးဝလုံးဝဒီဒီထွက်တော့မှကျွန်တော်ရှိကိုရက်ကြအောင်အဲ့ဒီအချိန်မှာဟိုမမျိုးရဲ့အခန်းနေမှာဆိုလဲအဲ့လိုမမျိုးကအဲ့လိုဒီလာကြလာကြဆိုခေါ်ရဲ့အချိန်မှာဆိုတကယ်နဲ့2နာရီခွဲ3နာရီလောက်ပြီးတော့အဲ့တော့အုပ်ကြီးရဲ့မှာရိုက်နေရာသီဦးကလည်းအရင်အေးစိန်နေပြီးတော့ ကုန်လုံးကလည်းပေါင်မဲနေတာပေါ့နော်ဒီရိုက်ကွင်းရိုက်တဲ့နေရာလောက်ကလွဲပြီးတော့ဟိုချန်တဲ့နေရာတွေကတကယ်တော့ထဲမှာပဲရိုက်တာဆိုတော့ရိုက်တဲ့ location ကတော်တော်ဝေးတာတော်တော်ဝေးတာတော်တော်ဝေးတာအဲ့နေနေရဲ့နေရာနဲ့တနားီခွဲလောက်ကားစီးပြီးတော့ကားမောင်းပြီးတော့มาသွားရတာဆိုတော့အဲ့အချိန်တွေမှာဆိုအရန်ကြောက်တယ်အရန်ကြောက်တယ်ဆိုတော့အဲ့လိုဒါအော်ဒီပေါ့နော်မမျိုးရဲ့မူကြီးနဲ့အဲ့လိုလာကြလာကြဆိုတဲ့ဒီမှာအချိန်ကလည်းညဒီဟိုပေါ့နော် 2နာရီခွဲ3နာရီဆိုတော့ကွယ်နည်းနည်းတော့ကြောက်တာပေါ့နော်ဟာဒါအဲ့ချိန်မှာမြန်တရားရောက်မြန်ဥမာဝင်ပူးသွားမလားဆိုတော့စိုးရိမ်စီလေးတော့ရှိခဲ့တာပဲဟာရွတ်တယ်ရွတ်တယ်ကျွန်တော်တောက်လျှောက်ပရီးကျွန်တော်တောက်လျှောက်ပရီးနဲ့ဆင်နေတယ်ဖျားဖျားစာရည်နဲ့တောက်လျှောက်ရွတ်နေတာပေါ့နော်ဟုတ်ရှိပါတယ်ရှိပါတယ်တောက်လျှောက်မတိကိုတောက်လျှောက်ကြည့်နေရတာပေါ့နော် ီတချို့စင်တွေမှာဆိုဒီကလေးကလေးလေး item တွေအစား market လို့ပြောင်းသွားတဲ့ဟာတွေဆိုရင်တကယ်ကို market ခုနပြောပြပါပဲ step တွေပေါ့နော်အဲ့ဒါတွေကိုတခုချင်းစီကိုအသေးစိတ်ဟိုကိစ္စလုပ်သွားနိုင်တယ်အဲ့အတွက်လည်းတကယ်တကယ်တော့ရန်ကုန်ပါပဲပြီးတော့တခြားဒီထက်မိုက်တဲ့ဟာတွေလည်းပါသေးတယ်သူလုံးဝဒီကားမှာ market ရဲ့မိုက်စား item တွေတကယ်တွေ့ရမှာပါဆိုတော့ဒီကားနဝင်တယ်ကရုံတင်တဲ့အချိန်မှာပြည့်သက်လာကြည့်တဲ့အချိန်မှာလုံးဝနောင်နာမရစီရပါဘူးလို့ကျွန်တော်အားမခံပါ ကျေးဇူးတင်ပါတယ်ဒါတော့ခင်မနေရပြောသလိုပါပဲပြိတ္တတွေကတော့သူ့ idol ကို idol ကတော့ရစီကျင်လာပြီလေနော်ဒါတဘာဝပါပဲကြည့်ပေးပါဦးလို့ပြောချင်ပါတယ်နောက်ပိုင်းအဲ့လိုကိုယ့်အတွက် challenging ဖြစ်မဲ့ဇယုံမှုတွေကိုတိ ਉ ဆောင်တယ်ကိုအပူကြိုက်တယ်ပေါ့နော်။ဟုတ်ကဲ့တယောက်ဆောင်ကျင်တဲ့ဇယုတ်ကြီးလည်းရှိသေးတယ်။အဲအဲ့တော့ဒါပေမဲ့ကျွန်တော်တို့ပြန်ပါမယ်။ဒီကတော့ကျွန်တော်တွေးလိုက်တာတဲ့။အော်လို့ ခုနကငါတို့တွေပင်ပန်းခဲ့ကြပါလားဟောနော်ခုနပြောသလိုပဲဟိုအဓိကလူရောစိတ်ရောပင်ပန်းတာပေါ့ပြီးရင်ရိုက်တဲ့နေရာတွေကလည်းတနေရာနဲ့တနေရာဘယ်နေရာမှနီးမနေဘူးကိုယ်နေတဲ့နေရာနဲ့တမအီခွဲလာကောင်းမောင်းရတယ်ရှိမယ်ကလောမှာသွားရရတယ်ရှိမယ်နေရာအဆုံးဖြတ်နေတော့ရိုက်အဲ့လိုတော့အီးမြတ်မယ်အဲ့ဒါကအခွဲပဲရှိတယ်အဲ့တော့အဲ့ဒီမှာလုံးဝကြွားတယ်ဖျားဆိုင်လည်းယူရတယ်တစ်ခွဲလုံးလည်းကြောက်ကြတာပေါ့နော်ရိုက်တာတွေကလည်းဟို အောက်လန်းနေပါရင်လည်းမတော့ဒီနည်းနည်းတော့တွေ့ကြုံဖြစ်တော့ဖြစ်ခဲ့တာပေါ့နော်။အဲတခုကြောက်စရာတခုတည်းကိုပေးတဲ့ဟိုရတာမဟုတ်ဘူးပေါ့နော်။ကြောက်စရာလည်းပါမယ်၊စိတ်ဝင်စားစရာလည်းပါမယ်၊မြုပ်ကွက်လေးနဲ့ suspense လည်းပါမယ်၊ romance လည်းပါမယ်။ဆိုတော့ဟိုသွားတဲ့ဟိုပေါ့နော် flow ကတခုတည်းကိုဥတည်ပြီးသွားတာမဟုတ်ဘူး။ဆိုတော့အဲ့ဒီတော့အဲနည်းနည်းလေးတော့ဟိုသူစားလို့ဖြစ်မယ်လို့ထင် ထူးခြားဖြစ်မှာပါဟုတ်ပါဘူးဟုတ်တယ်နော်ဇက်ကတော့အဲကြည့်ရင်တော့သိပါပါရာအားလုံးကခဏလေးဆုံးတော့ဒါအဲဘာသာရေးနဲ့လည်းဘာသာရေးဆိုရင်လောကကြီးမှာအဖြစ်ပြက်နေရဲမြတ်တယ်အဲပြီးတော့ဘုရားတရားကိုလုံးဖို့လည်းပါမယ်အခုတော့အမြဲပေါ့ဒီပြင်အမြဲတမ်းဒီဇက်ကမှာ base နဲ့ message တွေရတော့သတိမိုက်မှာရှိရတော့တောင်းပါကြည့်ကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ ာကျွန်တော်ကတော့အဓိကတော့ပေါ့နော်ဟိုကျွန်တော်ရှေ့ပိုင်းမှာဒီအရိုမန့်စီတော့ကျွန်တော်ဒီနည်းကျွန်တော်ကိုရန်ကအာကျွန်တော်ကြည့်ရချိန်မှာတိတ်ပြီးအာမခံအာခံလေးမရှိဘူးပေါ့နော်ကျွန်တော်တရေကားမျိုးတွေနည်းနည်းဒီ excited တွေ့လာမျိုးတွေအဲ့မျိုးတွေကျွန်တော်ပို့ပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်ကိုကိုရန်ရယ်အဲ့ဒါကိုကြိုက်တယ်ကြိုက်တော့ဒီကားကိုလာပြီးတော့ကိုထက်ကန်းလန်းတဲ့အချိန်မှာလည်းအာမကင်းနဲ့လည်းရိုက်ရမယ်အဲဆိုတော့မကင်းနဲ့ကဒီလိုလုံးဝမဆုံးဘူးသေးဘူးမဆုံးသေးတဲ့အချိန်မှာဒီလိုကိုကြိုက်တဲ့ ကားကားပုံစံမျိုးနဲ့စုံစည်းခွင့်ရတဲ့အတွက်လည်းကျွန်တော်ကဒါအဲ့လေလေပို့ပြီးတော့စူးစမ်းအားထုတ်ပြတာ။ကိုယ်ရောအားရလားဒီဇက်ကားကြည့်ရဲ့အချိန်မှာကြိုက်လား။အကြိုက်ပါရဲ့ကြိုက်ပါရဲ့။ဘာလို့ဆိုတော့ဒီအခုလိုမျိုးပေါ့နော်ဟိုကားကောင်းတကားပေါ့နော်။ဝင်ပြီးပြီတွေကအခုလိုကားကောင်းတကားပေါ့နော်ကိုထက်ဆိုလည်းအများကြီးအားထုတ်ထားရဲခုနဟိုကပြောသလိုပဲပေါ့နော်။ဟို location နေရာစအဲ့လိုဘယ်နေရာနေသွားရှာထားမှန်းကိုမသိတာအဲ့လိုခက်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 တနေရာတနေရာဆိုအရန်ကိုခက်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 သွားတဲ့နေရာမျိုးတွေပြီးတော့ င်းနဲ့ဟိုကျွန်တော်နဲ့ရိုမန်စင်းနေလို့ပါအောင်ဆိုလဲအဲ့လိုကြာခံနေလို့ပါအောင်ဆိုလဲအဲ့လိုจွတ်တီတွေ့ပြီးတော့တကယ်အပြင်မှာကြတော့လေကြာကြီးရရကြာကြီးရရအဲ့မှာရှင်နေနဲ့အကုန်လုံးစော်လဲသူကကြော်လဲအဲ့လိုမျိုးဒီစကားထဲမှာတော့အဲ့လိုအရင်လှနေပါလေဘုရက်ကသူတည်းရဲ့တကယ်စူးစမ်းအထောက်မှုတွေရောပြီးတော့ကိရဲ့ဒီလူပညာပိုင်းဆိုင်ရာမှာသူရဲ့ဟို item ဆိုင်ရာမှာချပြမှုတွေရောကောင်းကောင်းကြီးတွေ့ရမှာပါကျွန်တော်လည်းအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်စူးစမ်းထားပါတယ်ပုံပေါ်ထားပါတယ် ကောင်းဆုံးပုံပေါ်ထားတဲ့ကားကောင်းတစ်ကားပါဟိုဒီကားမှာပါဝင်တဲ့ဟိုဒီဘောနော်ဝင်စင်းမဟုတ်ဘူးခင်ဗျာ option မှာပါပါနေတဲ့သူတွေကစအကုန်လုံးကြပြားလာမှမလျှော့နေကြဘူးပေါ့ဆိုတော့ဒီကားလေးကတကယ်ပြိသက်ချိန်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်တချို့ဆင်းနေဆိုရင်ငါ၄၅ရက်လောက်ရိုက်လိုက်ရတယ်၄၅ရက်ကိုအဲ့တဆင်းနဲ့ကို၅ရက်လောက်ရိုက်လိုက်ရတယ်ဆိုတော့တတိချာတော့ကိုထက်ကလည်းရိုက်ထားတယ်အကုန်လုံးလည်းအချိန်ပေးထားကြတယ်နော်ကျွန်တော်လာမဲ့အဲ30ရက်နေ့မှာဒီကားလေးယုံကြတော့မယ်ယုံနေတဲ့အချိန်မှာလည်း ပြည်သက်တွေနဲ့ဒီအဆုံးကြီးချင်ပါတယ်ဒီကလေးရုံတိမီဆိုတာနဲ့တရှိပြီးတော့ဝေဖန်အားပေးကြပါအောင်လို့ဆုံးဖြတ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်